မောင်ကြီးပြောချိန်ဆိုတာအပုတ်ချချိန်လို့လူကြီးတွေပြောတာခဏခဏကြားဦးတယ်။ညနေဆောင်ဆိုရင်တားစင်ငါးစင်ကြီးတည်ပြီးရှောက်မသွားကြရဘူးတဲ့။ကျမကဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ဒီလိုကိစ္စတွေကိုယုံကြည်မရှိဘူး။အခုအဖြစ်ပြတ်မကြုံငင်ကအထီးပေါ့။ကျမတို့ကရန်ကုန်မြို့တင်ရန်ကျွန်းကငွေချေးပံမှာအလုပ်လုပ်ကြတဲ့ဗကိုးမျိုးသူတွေပါ ရန်ကုန်နဲ့ပဲခူးကမိုင်90ပဲဝေးတာဆိုတော့တောက်ကြညနေဆိုရင်ပဲခူးပြန်ပြီးတနင်္ဂနွေညနေဆိုရင်ဆိုင်ကင်နဲ့ပဲသင်္ကန်းကျွန်းကိုပြန်ကြရတယ်။ကျမတို့တငယ်ချင်းနှစ်ယောက်ဇရက်ကွင်းလမ်းဆောင်ကိုရောက်တော့ညနေ6နာရီလောက်ရှိပြီ။ကျမတို့လည်းစားတောက်ဆိုင်ဝင်ပြီးခောက်ဆွဲကြော်လေးပါလေးဝင်စားကြရတယ်။ခဏနေတော့မှောင်တော့မှမို့ကျမတငယ်ချင်းကကြံနဲ့သူ့ရဲ့ခောက်ဆွဲကြော်ကိုပါဆယ်ပဲထုတ်ခဲ့လိုက်တယ်။ဆရာကွင်းကနေသင်္ကန်းကျွန်းဘက်ကိုသွားမှမို့အမတ်နဲ့လမ်းမကြီးဘက်ကို꿰ပြီးမောင်းလာကြတယ် သွားနေကြလမ်းဆိုပေမဲ့လေမှောင်ရီပြိုးလာတဲ့အချိန်ဆိုတော့ကျမတို့လည်းဖြည်းဖြည်းမှန်မှန်လေးပဲမောင်းလာကြတာပေါ့ဒီလိုနဲ့လေးတောင်ကန္နာက ရထားလမ်းကိုကျော်လာတဲ့အချိန်မှာကျမဆိုင်ခင်နောက်ကတငယ်ချင်းက ရုတ်တရက်ကြီးငြိမ်ကြသွားတယ်ရထားလမ်းပြီးမှကတင်းကြိုင်ကုန်းလဲရှိတယ်ကျမလည်းနည်းနည်းစိတ်မတက်တာနဲ့တငယ်ချင်းကိုဟဲ့ဘယ်နှနာရီရှိပြီလဲဆိုပြီးတော့စကားဆလိုက်တယ်ဒါပေမဲ့သူကလုံးဝပြတ်မဖြေခဲ့ဘူး ကျမလည်းသူမကြားလို့နေမှာပါလေဆိုပြီးဆက်မပြောခဲ့တော့ဘူးခဏကြာတော့ကျမဆိုင်ကယ်ရှိမိကမိတ်တုပ်မိတ်တုပ်ဖြစ်လာတယ်အနောက်ကနေလဲတစုံတစ်ခုကလိုက်ဆွဲနေသလိုဆိုင်ကယ်ကမောင်းတလောက်ရှိ ਉ မသွားတော့ဘူးကြောလဲချမ်းလာတယ်တငယ်ချင်းကိုခေါ်နေပြီမဲသူကလည်းစကားလုံးဝပြန်မပြောဘူးကျမလည်းဆိုင်ကယ်ပေါ်ကဆင်းပြီးသူ့ကိုဘာဖြစ်နေတာလဲဆိုပြီးတော့မေးလိုက်ခြင်းပဲမဲ့ဆိုင်ကယ်ရရမှာကိုကျမမသိစိတ်ကကြောက်နေခဲ့တယ် ဖေကနေကားကြီးကြော်တက်သွားတိုင်းလဲကားမီးရဲ့ရိတ်ထဲမှာကျမတို့တငယ်ချင်းနှစ်ယောက်အပြင်အရိတ်တွေအများကြီးနဲ့ရှုပ်ရှက်ခတ်နေတယ်။မကြပါဘူးဆိုင်ကယ်ဘေးပေါက်သွားတယ်။အဲ့ဒါနဲ့ကျမတို့တငယ်ချင်းနှစ်ယောက်ဆိုင်ကယ်ကိုတွန်းပြီးပြင်ဆိုင်လိုက်ရှာတော့ကံကောင်းနေပဲပြောရမလားအရှင်နာမှာဘေးဖာဆိုင်လေးတစ်ဆိုင်တွေ့တော့ဝင်ဖာလိုက်တယ်။ အဲ့ဒီအချိန်ထိကျမတငယ်ချင်းကတော့ကျမပြောတာကိုခေါင်းညိတ်ခေါင်းခါပဲသူလုပ်တယ်။စိုက်ကပြင်ဆိုင်မှာလဲသူကအမောင်ထဲမှာပဲတော်တော်ထိုင်နေတယ်။ပါဇက်ကပေါ်စီပေါ်စီနဲ့သူ့ခောက်ဆွဲကြော်တို့ကိုတော့သူချစ်ချစ်ပါအောင်ဆုပ်ထားတယ်။ဒါနဲ့ကျမတို့လည်းစိုက်ကပြင်ပြီးခရီးဆက်ခဲ့ကြတယ်။ခဏကြာတဲ့အချိန်မှာကျမစိုက်ကရှိကိုအရင်မဲကြီးတို့ဖျက်ပြီးသွားတယ်။တစ်ချိန်ထဲမှာပဲဘင်းကထပ်ပေါက်သွားတယ်။ အရှိမလဲဆိုင်မရှိမှဆိုတာနဲ့ခုနကပြင်ခဲ့တဲ့ဆိုင်ကိုပဲကျမပြန်တွန်းသွားခဲ့လိုက်တယ်။ကျမစိတ်ထဲမှာတော့နည်းနည်းမှမတင်ကြတော့ဘူး။ဒီလိုနဲ့ပြင်ပြီးလို့ပြန်ထွက်တော့ရန်ကုန်နဲ့ရောက်ခါနီးလေးလေးအပုံနဲ့တွေကထောင်းကနေထောင်းကနေအရှိတ်တွေကလည်းဖြက်ခနေဖြက်ခနေနဲ့မြည်လိုက်ရတယ်။မျက်စိရှိမှလဲလင်းလာလိုက်မှောင်သွားလိုက်နဲ့ကြောက်တွေမြင်လာလိုက်အရှိတ်တွေမြင်လိုက်နဲ့ ကျမလည်းမဖြစ်တော့ဘူးဒီပုံစံတိုင်းဆိုရင်ဆိုင်ကယ်မောက်တော့မှာပဲလို့တွေးပြီးလမ်းဘေးမီးတိုင်အောင်မှာဆိုင်ကယ်ရက်လိုက်တယ်ပြီးတော့တငယ်ချင်းကိုစစ်စစ်ကြည့်ပြီးနင်ဘာဖြစ်နေတာလဲလို့អော်ပြလိုက်တယ်အဲ့ကြမှာသူကငိန်နေရာကနေအလက်လက်ကြားထပြောတယ်ငါဘာမှမဖြစ်ဘူးလေငါတလန်လုံးပထမ်းရွတ်နေတာပြီးတော့ကျမစကားပြောနေတာတွေကိုလည်း तू မကြားဘူးတဲ့ तू အဲ့လိုပြောတော့မှသူ့ကိုကမရလို့ကျမကိုချောက်နေတာပဲဆိုတာသတိထားမိသွားတယ် ပြီးတော့သူ့လက်ထဲကခောက်ဆွဲကြော်တုပ်ကိုကျမတတိယသွားပြီးတော့လှုပ်ပလိုက်ပါလို့ပြောတော့တငယ်ချင်းကနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ပဲကျမကိုကြည့်နေခဲ့တယ်။ကျမလည်းရှေရှေဝေးဝေးမပြောချင်ထောတာနဲ့သူ့လက်ထဲကခောက်ဆွဲကြော်တုပ်ကိုကျမဘာသာဆွဲယူပြီးလမ်းဘေးကိုလှုပ်ပလိုက်တယ်။အဲ့ဒီအချိန်မှာပဲဖောင်းကလေးဆိုတဲ့အတန်ကြီးကိုကျမတို့တငယ်ချင်းနှစ်ယောက်လုံးထင်းထင်းရှားရှားကြီးကြားလိုက်ရပြီးတော့အဲ့ဒီအထုပ်ကိုဝိုင်းလို့နေကြတယ်။ဝေါ်ဝေါ်ဝေါ်ဆိုတဲ့အတန်ကြီးကိုပါထင်းထင်းကြီးကြားလိုက်ရတယ်။ ကျမတို့နှစ်ယောက်လုံးဘာမှတွေးမနေတော့ပဲကြောက်ကြောက်နဲ့ဆိုင်ကယ်ပေါ်တက်ပြီးအမြန်မောင်းထွက်လာကြတယ်။ရန်ကုန်ထဲကိုရောက်တော့အားလုံးပုံမှန်ပြန်ဖြစ်သွားတယ်။သူတို့လည်းလိုချင်တာရသွားပြီဆိုတော့ချိန်နဲ့သွားကြပုံရတယ်။ဒါမှမဟုတ်ရန်ကုန်ထဲထိနေကြော်လို့မရလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့။အဲ့နောက်ပိုင်းကျမတို့နှစ်ယောက်လုံးအမှတ်နဲ့လမ်းမဘော်ကိုမမောင်ခင်ပဲအသွားပြန်လောက်တော့တယ်။ဘာစားစရာမှလည်းမတည့်ရတော့ဘူး။တကယ်ချင်းကိုလည်းကျေးဇူးတင်ရမယ်။သူဒါဖျားစာရွတ်မနေခဲ့ရင် ူတို့တွေကျမတို့ကိုဘလို့အခြေအနေအထိလုံမလဲဆိုတာဘသူမှမသိနိုင်တာမို့လေစိတ်ဝင်စားကြကောင်းတဲ့ horror story လေးနဲ့ PMN ထူးခြားစဉ်ရယ် story လေးတွေကိုစိတ်ဝင်စားရဲဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလောင်းလေးနှိပ်သွားပေးခဲ့ကြပါအောင်ရှင်